ပေါက်ကိုတော့ကိုဆုံးမပေးပါအောင်ကိုမောင်အဲကျွန်တော်တို့ရေဘူးရအားဖြစ်ပေါ့နော်ပုံမှန်အားဖြစ်ဆရာတော်တန်ဃာတော်တွေစီကကျွန်တော်တို့ဆုံးမဩဝါဒစကားကိုယူရတာပါအခုချိန်ဒီလဲပေါက်ကိုတော့ကျွန်တော်ဆုံးမဖို့မရှိပါဘူးဆုံးလို့မဆုံးမနိုင်ပါဘူးဆုံးမဖို့လဲကျွန်တော်တို့မှာအဲကျွန်တော်တို့ဗုဒ္ဓဘာသာရခွင့်မပြုထားပါဘူးနော်သူ့ကိုကဲရေးသူဘာလုပ်တယ်ဘာလို့ပြောလဲဆိုတာကျွန်တော်လည်းသိပြီးတော့နားမထောင်ဖြစ်ပါဘူးအဲကဲလူအဲ့နော်မှာပဲ နိုင်ငံတော်မှာမဟာနာဆရာတော်ကြီးတွေရှိပါတယ်မဘာသာဆရာတော်ကြီးတွေရှိပါတယ်တို့အဲ့ရင်ဆရာတော်ဖျားကြီးဆုံးမပါလဲကျွန်တော်ဆုံးမပိုင်လည်းမရှိပါဘုရားဘာသာမှာသင်္นานသင်္ကန်းဝိပီလက်နက်ကင်လို့ရသလားတဲ့မမောင်လင်းနော်ပြောပြဗုဒ္ဓဘာသာကလက်နက်ကင်မို့နေနေတတ်တာသင်္ကန်းဝိတယ်ဆိုတာဆုံးလို့ဖို့ဝိတာပါနော်သင်္นานသင်္ကန်းဝိတယ်ဆိုတာသာသနာပြုဖို့ဆိုတာလည်းဆိုလို့ရှိရင်အဲသာသနာတော့အမြဲတမ်းကျွန်တော် community နေနဲ့ရှိရမှာစံခါဆိုအဲ့ဒါကိုခေါ်တာပါနော်အဲဒါမှမဟုတ်တော့တကယ်တမ်း သင်္ကန်းဝတ်တာဟိုဟာရဖို့ဒီဟာရဖို့သာသနာပြုဖို့ဆိုရဲဆိုလို့ရှိရင်မိမိဘဝအတွက်မိမိဝတ်တာပါနော်မိမိသွားတဲ့လမ်းကြောင်းပေါ်မှာတွေ့သမျှတွေ့ထူသွားခြင်းပါအဲ့မဲ့ဒီသာသနာကြီးထွန်းစီရမယ်အထွန်းစီရမယ်ဆိုတော့လုံနေတာလည်းကျွန်တော်တို့တတရားပရမတ်တရားတွေနဲ့နော်မဂ်ဂင်ရှင်ပါနဲ့လှမ်းနေပါသေးတယ်နော်အဲ့တော့ဘုရားဘာသာကို ဘာသာအဖြစ်နဲ့မမြင်မဲနဲ့နော်ကျွန်တော်တို့ဘဝရဲ့ရှိတရားဖြစ်တရားဖြစ်နေမြင်ရမှာဖြစ်တယ်။ဟိုကဘာသာဖြစ်နဲ့မြင်လိုက်တဲ့ခါကျတော့အတန်ဃာဆိုတဲ့ခါကျတော့အတန်ဃာဂိုင်းကြီးတွေဘာကြီးဒါဘာသာဖြစ်သွားပြီ။ဘာသာမဟုတ်ဘူးမှန်တယ်။ဒါဘာသာဆိုတော့ခရစ်ယာန်လည်းသူလည်းဘာသာရှိတာပဲ။သူမှကျမ်းစာကိုရှိတယ်။သူကျမ်းစာကလည်းသူ့ကိုအုပ်ချုပ်တယ်။ဗုဒ္ဓဘာသာလည်းဒီကျွန်တော်တို့အဲဝီနီတုတ်တန်အဖိဓမ္မာဟောဗျာပိရိကသုံးပုံကျမ်းကြီးတွေနဲ့အုပ်ချုပ်တယ်။ဒါတန်ဃာဂိုင်းကြီးဖြစ်သွားတာ။ဒါပြုနေပြောရင်ဘာသာလို့တော့ပြောလို့မရတော့ဘာသာကရိုးရှင်းတယ်နော်။ ဟိုကျွန်တော်တို့ဖြစ်ရှိတရားအမှန်တရားပါသာသနာပြန့်ပွားရေးဆိုတာရှိသေးတာပါဗျာနော်ဟွန်း